မင်္ဂလာပါကျွန်တော်2024ခုနှစ်ဒီအင်္ဂလိပ်စာမျိုးကောင်းနေတည်းဟာ initial letters ပြီးပြထားပြီးတော့ correctly ဖြည့်ဆွဲရတဲ့လေ့ကျင့်ခန်းတစ်ခုထပ်ပြီးတော့လုပ်ကြမယ် complete the sentences with the appropriate words တင်တော်ရဲ့စကားလုံးနေနဲ့ဝတ်စာလေးကိုဖြည့်ဆွဲပြပါတဲ့ခဲတာဖြည့်ကြရတာပေါ့ဒီ initial letters are given အစာစလုံးလေးတွေကိုပြီးထားပါတယ်အဲသူပြီးထားအစာစလုံးလေးကိုကြည့်ပြီးတော့စကားအဆက်ဆက်ပုံမှာမူတည်ပြီးတော့တင်တော်ရဲ့စလုံးလေးတွေကိုကရွေးချယ်ကြအောင် number 1 drinking water is blank for staying hydrated hydrated တော့ဒါရည်တဲ့ပြည့်ဝတော့ပြောတာ our for staying hydrated train ရည်တဲ့ပြည့်ဝအောင်နေဖို့အတွက်ရည်တောက်ဖို့ဘာဖြစ်အဲ့တော့ question လာရေးတော့ဖို့လူတွေဒီလိုမျိုးတွေစဉ်းစားမိမှာပေါ့နော်ဒါပေမဲ့ဒီမှာလူတွေဆိုတာတဲ့ဆန် V နဲ့ဆက်ထားတဲ့အတွက်ကြောင့်မလို့ရေးတော့ဖို့အရေးကြီးတယ်လို့ပြောတာဖြစ် vital ပေါ့တကယ်လို့ v မစပြီးထားပဲနဲ့ e စပြီးထားမယ်ဆိုတော့ essential ဖြစ်နိုင်တယ် c စပြီးထားရင် crucial ဖြစ်နိုင်တယ်ဒီမှာတော့ v စပြီးထားဆိုတော့ very important ဆိုအဓိပ္ပာယ်ရတယ် vitally ထည့်ပေးမယ် two she conducted herself in a polite and respectful blank during the entire meeting conducted တာပြုမှုနေထိုင်တာပေါ့ she conducted herself သူကပြုမှုနေထိုင်နေ in a polite and respectful blank ယဉ်ကျေးပြီးတော့လေးစားမှုရှိတဲ့ blank နဲ့ပြုမှုနေထိုင်တယ်။ during the entire meeting ဆိုဒီအစည်းအဝေးတစ်လျှောက်လုံးမှာပေါ့။အဲ့တော့ကိုကတခုခုကိုပြုမှုတဲ့ way of doing something ကိုပြောမှာစင်တာ manner လို့ပြောရတယ်။ဟုတ်ပြီနော်။တခုခုပြုမှုတဲ့ပုံစံကိုဘာလို့ခေါ်တာလဲ manner ။ဒါကြောင့်မို့ဒီနေ့မှာတင့်တော်တဲ့စကားက m e n n e r manner အဲ့စကားဆက်ဆက်လို့ပြောမှာစမ်း manner နဲ့ manners ပါခွာတယ်လေအဲ့ဒီ m a n n e r manner နဲ့ M A N N E I S ဒီနှစ်ခုတာအတိုင်းရှင်းပြပြရမယ်ဆိုရင် manner ဆိုတာတစ်ခုခုကိုပြုလုပ်တဲ့ပုံစံမှန်တယ်များဟာ manner ပါပဲအခုဒီအစည်းအဝေးမှာရင်ကြီးကြီးနဲ့လေးစားပြုမှုနေရတာသူ့ရဲ့ manner ပေါ့အဲ့တော့ manner ဆိုရင်တော့သူမြန်မာလိုပြောမယ်ဆိုရင်လိမ္မာရင်ကြီးမှုတွေကိုလည်း manner လို့ခေါ်ပါတယ်ဒီလူအဖွဲ့အစည်းမှာလူတွေကနေပြီးတော့တင့်တော်ရီလို့လက်ခံထားတဲ့အယူအဆမျိုးတွေဆိုတာ manner ဆိုတော့တကယ်လို့မတင့်တော်ဘူးလို့ယူဆထားတဲ့အဥစ္စာမျိုးဆိုတော့ batch manners ဖြစ်နိုင်တယ်ဒီတိုင်း manner ဆိုရင်တော့လိမ္မာရင်ကြီးမှုတွေတင့်တော်ရီလို့လက်ခံထားတဲ့အပြုမှုမျိုးတွေကို manner လို့ခေါ်ပါဒီမှာ တော့ तू อ่ะไอ้လူမျိုး manner ဆိုတာထက်ဆိုင်ရင်သူ့ရဲ့ပြုမှုပုံကိုပြောတာမဟုတ်လို့ M A N N E ရ manner ဆိုတဲ့စကားလုံးကတင်တော်တယ်။ Number 3 a balanced diet or regular exercise အဲ့တော့ဒီလိုမျိုးမျှတတဲ့အစားအစာတွေနောက်ပြီးတော့လေ့ကျင့်ခန်းမှန်မှန်လုပ်တာတွေက are important for maintaining a blank lifetime blank လူနေမှုပုံစံကိုထိန်းသိမ်းမှုအတွက်အရေးကြီးပါတယ်။အဲ့တော့လူနေမှုပုံစံ lifetime က noun တခုပါ။သူ့ကိုအထူးပြုတဲ့ဥစ္စာဆိုတော့ဒီမှာ active ဖြစ်မယ်နော်။ လေ့ကျင့်ခန်းတွေမမှန်လို့မင်းအစားအသောက်တွေကိုမျှတအောင်စားမယ်ဆိုတာကအဲ့လိုမျိုးလုပ်မယ်ဆိုရင်လူတယောက်ကဘာဖြစ်လာနိုင်လဲကျမ်းမာနိုင်တာပေါ့အဲ့တော့ကျမ်းမာတဲ့လူနေမှုပုံစံကိုထိန်းသိမ်းမှုပို့အတွက်ကူညီပေးတာဖြစ်မယ်အဲ့တော့ h နဲ့ဆက်ပြီးတဲ့အခါကျတော့ health တို့ healthily တို့တခြားစကားလုံးတွေလည်းရှိနိုင်တယ်လीဒါပေမဲ့ဒီနေရာမှာတော့ adjective ကိုပဲစဉ်းစားမှာမို့လို့ healthily ရှိပြီးရဖို့ plants need sunlight and water to blank well အပင်တွေကကောင်းကောင်း blank ဖြစ်ဖို့အတွက်ဒီနေအောင်ကြီးနဲ့ရေလိုအပ်တယ်အဲ့တော့ to end က infinitively တခုထက် infinitive of of တခုရဲ့အခြေခံပုံလဲနော်အဲ့တော့ကောင်းကောင်းဘာဖြစ်နိုင်မို့အတွက်လဲကြီးထွားနိုင်မို့အတွက်ပေါ့ဟုတ်ပြီနော်ကျွန်တော်ဆိုရင်ကြီးထွားတော့အင်္ဂလိပ်လိုခေါ်လဲ grow လို့ခေါ်ပါတယ် G R O W grow အော် to grow well ပေါ့ကောင်းကောင်းကြီးထွားနိုင်ဖို့ဆိုရင်နေအောင်ကြီးနဲ့ရေလိုပါအဲ့တော့ grow ဆိုတာပေါရောက်တဲ့ကြီးထွားရတဲ့ဒါရဲ့အဆင်ပြေလို့ပြောလို့ရပါ Number 5 recycling helps reduce household blank and benefits the environment အော် recycling လို့တာတခုခုကိုပြန်ထွင်ပြီးတော့သုံးတဲ့ဥစ္စာမျိုးက helps reduce household blank ဒီအင်အောင်စုတွေက blank တွေကိုလည်းကုပြီးတော့ရှင်းချပြီးတယ် and benefits the environment ပတ်ဝန်းကျင်ကိုလည်းကောင်းကျိုးတွေဖြစ်စေတာပါ โอเคဒါဆိုရင်ဒီအင်အောင်စုတွေကထွက်တယ်ဘာတွေဖြစ်မလဲ or blasted တို့လိုမျိုးတခြားဥစ္စာတွေဒါတွေကလုံးကိုစွန့်ပစ်ပစ္စည်းတွေလို့ခေါ်တာဗောအမိုက်တွေအညစ်ကြေးလို့ခေါ်တာဗောအင်္ဂလိပ်လို့ဆိုရင် w နဲ့စတာရတဲ့စကားလုံးကဘာဖြစ်မလဲ waste ဖြစ်မယ်အဲ့တော့ waste uncountable အနေနဲ့လည်းယူလို့ရတယ် countable အနေနဲ့လည်းယူလို့ရတယ် uncountable အနေနဲ့ယူဆမယ်ရေတွက်လို့မရဘူးလို့ယူဆမယ်ဆိုတော့ waste တည်တိုင်းထားလိုက်တကယ်လို့ကိုယ်ကရေတွက်လို့ယူဆမယ်ရေတွက်တဲ့ရေတွက်လို့ရရလို့ယူဆမယ်ဆိုတော့ stb ကဒီမှာနှစ်ခုသုံးဖြစ်နိုင်ရယ်နော် Number 6 regular exercise can help prevent chronic blank. A regular exercise အမှန်မှန်လေ့ကျင့်ခံလုပ်တဲ့ဥစားက can help prevent chronic blank. အဲ့တော့နာနာရှိ blank တွေကိုကုပြီးတော့ကာဝယ်ပေးနိုင်ပါတယ်။ဒါဆိုရင်ပြင်းငင်လို့တဲ့အခါမျိုးကျတော့ကျန်းမာရေးအတွက်ကောင်းမယ်။ဒါဆိုရင်ဘာကိုကာဝယ်ပေးနိုင်လဲဖြစ်။ယောဂတွေကိုကာဝယ်ပေးနိုင်လဲဖြစ်မှာပေါ့။ဟုတ်ပြီနော်။ဒါဆိုရင်ယောဂကိုအင်္ဂလိပ်လို ဘာလို့ခေါ်ရလဲ disease ပေါ့ဟုတ်ပြီနော်ဒီမှာယောဂတခုတည်းဆိုရင်တော့ a disease ဖြစ်နိုင်ပြီဒီမှာ a ဒီပါလေးလည်းမပါထားရတဲ့အတွက်ကြောင့်မလို့နာနာရှိယောဂများဆိုတဲ့ diseases ဆိုတဲ့ဥစ္စာတင်တော့ပါတယ်မစ7 she felt blank before the exam ဆမ်ဝဲမတိုင်ခင်မှာသူက blank ခံစားရ battery heart to prepare ပြင်ဆင်မှုအတွက်เนาะတော်လေးပြင်းပြင်းထန်ထန်စူးစမ်းခဲ့ပါတယ် အထုံးတဲ့နိုင်ငံတော့ဆောင်းမမတိုင်ခင်မှာဆိုကိုရီဘာဖြစ်ကြတယ်စစ်ပူပန်ကြတာပေါ့နော်အဲ့တော့ WNS စတဲ့စစ်ပူပန်နေဆိုတဲ့စကလုံးကဘာဖြစ်နိုင်မလဲ worried ဖြစ်မယ်အဲ့တော့ကိုကစဉ်းစားတာက W O R R Y worry မဖြစ်နိုင်ဘူးလားအဲ့ဒါထက်ဆိုင်ဒီလိုမျိုး feel လို့နော် get တို့စသဖြင့်အဲ့လိုမျိုး verb တွေအနောက်မှာဆက် adjective လိုက်ပြီးရှိပါတယ်ဒါမှခံစားရတယ်ဆိုတဲ့အတိပဲရသွားမယ် she felt W O R R I E D worried adjective လေးသုံးနေမှာ Number 8 Dolphins are known for their blank behavior. ဒီလပိုင်နေကသူတို့ရဲ့ blank ဖြစ်တဲ့အပြုအမူတွေကြောင့်မလို့လူသိများပါတယ်။အဲ့တော့သူတို့မှာကစားနည်းလေးတင်မိတဲ့ဘောလုံးလေးနဲ့ဆော့တဲ့ပိုင်းလာဆိုဆော့တဲ့တဲ့တခြားဥစ္စာလေးဆက်တွေ့တဲ့ဥစ္စာလေးလုတ်တဲ့တဲ့ဒါတွေကသူတို့ဘာဖြစ်လို့လဲ။အသိဉာဏ်ရှိလို့ပေါ့ဉာဏ်ရှိရဲ့အပြုအမူတွေကြောင့်မလို့လူသိများတာနော်။အဲ့တော့အသိဉာဏ်ရှိတာအိုင်းနဲ့စားထားရဆိုဘသူဖြစ်တယ်လဲ။ intelligent ဖြစ်တင်တာပေါ့။ intelligent ရမယ်နော်နံပါတ်9 wind turbines generate clean blank for the local community အဲ့တော့လီယာဒီလီတာဝိုင်းဒီပေါ် wind turbines တွေကတန်ရှင်းတဲ့ blank ကို ထုတ်လုပ်ပေးတယ်ဘာတို့တယ်ဆိုတော့ for the local community ဒီဒေသခံလူအဖွဲ့အတွက်ပေါ့နော်လူအုပ်စုအတွက်တန်ရှင်းတဲ့ blank တွေကိုထုတ်ပေးပါတယ် အဲ့ဆိုတော့သူထုတ်ပြတဲ့ဆိုဆိုရင် sun energy ကိုထုတ်ပြတာဖြစ်မှာပေါ့ဟုတ်ပြီနော်အဲ့ဒါဒီ solar energy ပဲဖြစ်ဖြစ် wind power ပဲဖြစ်ဖြစ်ဒါတွေအကုန်လုံးက energy ထုတ်ပြဖို့အတွက်လေအဲ့တော့သူတို့ကနေပြီးတော့ဒီ clean energy ဆိုတာဆိုလိုချင်တာကတော့တဘောပတ်ဝန်းကျင်ကိုမထိခိုက်စေနိုင်တဲ့ energy မျိုးကိုထုတ်ပြတာပါဒါကြောင့်မလို့တို့ရွေးတဲ့အခါကျရင်ရွေးတဲ့အခါကျရင် energy ကြွာ energy ဆိုတဲ့စကားလို့ရွေးတယ်မှာ return can you blank this this phrase for english to friends ဒီစကားလုံးကိုเนาะဒီစကားစုကို english ကနေပြီးတော့ပြင်သစ်ကို blank လုပ်ပြီးနိုင်မလားအဲ့တော့ဘာသာစကားတစ်ခုကနေပြီး from from one language to another လုပ်မယ်ဆိုရင်ဒါဘာသာပြန်နေလို့ပြောဟာပဲเนาะဘာသာပြန်တာကို t နဲ့စတာရယ်ဘာသာပြန်နေဆိုတဲ့စကားလုံးကဘာတော့ translate ပေါ့ t r e n s l a t e translate translate or can you translate this phrase from english to french to french to မျိုးဖြစ်သွားမှာပေါ့ ုတ်ပြီနော်အဲ့ဒါဆိုရင်တင်တော်ရဲ့အဖြေက translate အဖြေလေးပြန်ကြည့်ကြည့်အောင်1 vital 2 manner 3 healthy 4 grow 5 weight or weights 6 diseases 7 worried 8 intelligent 9 energy and 10 translate ဒါလို့ဆိုရင်ဒီ initial letter တွေကြည့်ပြီးတော့စကားအဆက်ဆက်ပေါ်မှာเนาะရွေးချယ်ပြီးတော့တင့်တော်တဲ့စကားလုံးတွေကိုရွေးချယ်ဖြည့်ဆည်းနိုင်ပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်